စမယ်1 go เนาะအဲ့တော့ကျွန်တော်ဒီဒီတိုင်းမြင်နေတဲ့ကီးဘုတ်တစ်လုံးကို ဘယ်ဘက်လက်ကကော့ကင်ပြီးတော့ညာဘက်လက်ကမယ်လိုဒီတိခတ်တဲ့နည်းဖြစ်ပါတယ်အဲ့လိုတိခတ်တဲ့အခါမှာဘယ်ဘက်အစွန်ဆုံး octave မှာကော့ကင်တဲ့နည်းနဲ့ကျွန်တော်အသွားမှာဖြစ်ပါတယ်အကော့ကဒီတိုင်းတီးရင်ဒီလိုကြီးပဲမြင်နေမှာဖြစ်ပါတယ်အဲ့ဒီကော့ကိုကျွန်တော်အခမ်းလို့ခေါ်တဲ့ကလုတ်ကလေးကိုဖြန့်ပြီးမှဒီကော့ကိုပဲဖိလိုက်တဲ့အခါမှာစောစောအတန်းနဲ့မတူတော့ပါဘူးနော်ကျွန်တော်ရာမာမှာတော့အကမ့်လို့ခေါ်တဲ့ခလုတ်လေးပါ သူမပါရင်ဒီအဆန်ရဲ့ဒီအဆန်ရဲ့မူလအတန်အတန်းကြီးပဲမြည်နေမှာဖြစ်ပြီးတော့အဲ့ဒီ account ဆိုတဲ့ခလုတ်လေးကိုဖွင့်လိုက်ရအောင်เนาะကျွန်တော် code လေးကဒီဘက်ကဒီမဲ့အတန်းနေအတွက် live ဖြစ်တဲ့ Diana Bureau ဖြည့်ပြီးတဲ့အတန်းလေးတစ်ခုဖြစ်တော်မှာပါအဲ့တော့ကျွန်တော်ညီကိုများကိုဒီနေ့ကျွန်တော်ပြောပြချင်တာကတတိယ audit မှာလံငါးချောင်းတင်ထားမယ် အဲ့ဒီအထဲမှာကလက်မလေးတစ်ခုတည်းကိုပဲ1 2 3 4 1 2 3 4ဒီလိုလေးတီးมาဖြစ်ပါတယ်။ကဘယ်ဘက်လက်က chord ကိုင်းပါမယ်။ chord မှာခြေကအကြအဆုံးနဲ့ပထမဆုံးလေ့လာရမယ့် chord ကတော့ C chord ဖြစ်ပါတယ်။ C chord ပါ။ C chord ကိုင်းဒီကိုကျွန်တော်အပုံလေးနဲ့တခြားလေးပြောပြပေးပါမယ်။ဒီခါလေးမှတ်မယ်ဆိုရင်တော့ဒီကျွန်တော်တို့အစွန်ဆုံး octave မှာ လက်တန်းရယ်လက်ခလေရယ်လက်မရယ်1 3 5အ1 3 5ဆိုတော့ခလုတ်တွေ1 3 5ဆိုတော့ခလုတ်တွေပေါ့ဒီလက်3ချောင်းနဲ့လက်တန်းလက်ခလေလက်မလက်3ချောင်းနဲ့ဖိလိုက်တာဖြစ်ပါတယ်